ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြမဖိုက်တာလေးတန့်စင်ကတော့ဝမ်ပွဲရဖို့အရန်ကိုနီးစပ်နေပြီလို့ယူဆမိပါတယ်အခု1 Friday 5 116ပြန်ပွဲရဲ့ပွဲစဉ်တချို့ကိုစပြီးထုတ်ပြန်လာတော့ဗောလေတန့်စင်ရဲ့ပွဲစဉ်ပါဝင်မလားလို့တော့မျှော်လင့်မိတယ်ဆိုလူရဲ့ပွဲကလည်း Camping Song လို့ပြောထားရမယ်ဆိုလူကတော့1 173ပြန်ပွဲကြီးမှာတော့ထည့်ပြီးတော့နေရာပေးခဲ့တဲ့ဖိုက်တာကို 1 friday 5လောက်ထိတော့ဆွဲမချတော့ဘူးလို့တော့ထင်မိရပေါ့လေ1 final တော့မဟုတ်1ပြိုင်ပွဲကြီးမှာပဲနေရာပေးလိမ့်မယ်လို့ယူဆမိပါတယ် Leon Harrison နဲ့ Solun ရဲ့ပွဲကတော့အဲ့လိုပြိုင်ပွဲကြီးမှာပဲပါဝင်လာမယ်ပေါ့လေအင်းအနည်းဆုံးဆိုတော့1 final မှာများပါဝင်လာမလားပေါ့ဒါကိုစောဖြုတ်ဝေရတော်တော်ကို Solun ရဲ့ပွဲက Cameron မကြခင်နီးနေပြီလို့ပြောထားတော့ပေါ့နော်အဲ့လိုတွက်ဆမိတာပေါ့ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာ1 championship ရဲ့1173ပြိုင်ပွဲကြီးကတော့ normal 16ရက်နေ့ရောက်မှာဂျပန်မှာကျင်းပမှာလေး ဇိုးလင်းဦးက1173ပြိုင်ပွဲကြီးအခင်းချင်းစားလို့တုန်းက DRC နဲ့ပွဲတည်ပြီးတော့အဲ့ထက်မှာပါခဲ့တယ်အဲ့တော့ကအမေရိကန်ပြည်အောင်စုကိုသွားထိုးရမယ်လို့ကျွန်တော်ကသိထားတော့အမေရိကန်ကိုသွားဖို့ဗီဇာတွေဘာတွေကြိုလုပ်ဖို့လေ့ကျင့်ပင်စင်ချိန်ကိုအဲ့လိုမျိုးတလားလောက်ကြိုပြီးတော့အမေရိကန်ကိုသွားပြီးတော့ရာသီဥတုအခြေအနေနဲ့ကန့်ကျင်အောင်လုပ်ဖို့တော့မှအကြံတွေပေးခဲ့ကြသေးတယ်ပေါ့လေအဲ့လိုအကြံပြုဆောင်မတွေရေးနေတဲ့အချိန်မှာပဲပြိုင်ပွဲကပြတ်သွားခဲ့တယ်ဘာကြောင့်လဲဆိုတော့ခေါင်းပွဲစဉ်ဖြစ်စီစဉ်ပေးထားတဲ့ Stanford Dex နဲ့ Sanborn ကတော့ပွဲမှာ Stanford Dex က တရားပြဿနာပေါ်လာခဲ့လေတရားပြဿနာပေါ်လာတော့ခေါင်းပွဲပြတ်သွားပြီးတော့ပြိုင်ပွဲတစ်ခုလုံးကိုဖျက်လိုက်တယ်ဖျက်လိုက်ပြီးတော့173ပြိုင်ပွဲကိုနောက်တစ်ထပ်စီကိုပဲရွှေ့လိုက်တယ်လို့လို့အတန်ထွက်ခဲ့သေးတယ်အဲ့လိုအတန်ထွက်နေတဲ့အချိန်မှာပဲမထင်မှတ်ဖဲနဲ့အခုဂျပန်နိုင်ငံမှာထိုးဆိုပြီးတော့ပြန်ဖြစ်လာတယ်ပေါ့တွဲဆိုင်တချို့ကိုလည်းဒါ1ကထုတ်ပြန်ကြေညာထားပြီလေရူနဲ့မာလီခင်တို့ရဲ့စိတ်မကြေပဲပါတယ်ပြီးတော့ဒါနွားရီနဲ့စူပါဘွန်းထုတ်မဲ့ပွဲဒီနှစ်ပွဲကတော့တရားဝင်ကြေညာထားပြီပေါ့အဲ့တော့ဆိုလင်းပွဲက173ခေါင်းစဉ်အောက်မှာပါဝင်လာမလား ဒါအောင်ပဲနဲ့အဲ့လို1 5 night တွေဘက်ကိုရွေ့သွားမလားပေါ့ဒါတော့ကျွန်တော်စောင့်ကြည့်အောင်ပါခင်ဗျအနည်းဆုံးကတော့ကျွန်တော်တို့တန့်စင်ပွဲလို့ထင်ပါတယ်။တန့်စင်ကမျက်လုံးနဲ့အချိန်ကြီးကောင်းနေပြီလေ။ပြီးတော့ဆရာဝန်စီကလည်းမျက်လုံးပြန်ကောင်းသွားပြီ။ပွဲထိုးလို့ရပြီဆိုထောက်ခံချက်လည်းရထားပြီ။သူနဲ့ပွဲထိုးဖို့စီစဉ်ပေးထားခဲ့တဲ့ပတ်စုကွန်ပစ်တောင်မှ short notice နဲ့တပွဲတကယ့်ကောင်ပွဲတပွဲနှစ်ပွဲရပြီးတော့ထိုးပြီးပြီ။တပွဲနိုင်တဲ့တပွဲချုံးနေပေါ့လေ။အဲ့တော့တန့်စင်အနေနဲ့ကျမ်းမာရေးစိတ်ချပြီဆိုတော့ဟိုပွဲအတွက်လက်ကျင့်ပြင်ဆင်မှုတွေလည်းလုပ်ထားပြီးပြီးတော့သူမကြသိင်ကပဲ post တင်လိုက်တယ်။ ဝိတ်ရှာတော့မယ်ပေါ့လေပွဲထိုးအတွက်အဲ့တော့အဲ့လောက်ထိအနည်းအဆုံးဖြစ်လာတော့ကျွန်တော်ကတော့တန့်စင်ပွဲကိုမျောလင့်နေမိတယ်ပြီးတော့1ကိုပြန်ပြီးလေ့လာလိုက်တဲ့အခါကျွန်တော်တို့1 Friday fight 113မှာလည်းမြန်မာဖိုက်တာပါခဲ့ဦး114မှာလည်းပါခဲ့ဦးအခု115ပြိုင်ပွဲအတွက်ပွဲဆိုင်အပြည့်စုံကိုထုတ်ပြန်တဲ့အချိန်မှာလည်းမြန်မာဖိုက်တာပေါင်းမလာခဲ့ဘူးအဲ့တော့111စမှာတော့မြန်မာဖိုက်တာတယောက်နေရာရတယ်မလို့ထင်ပါတယ်ကျွန်တော်ကတော့တန့်စင်လည်းဒီလိုပြောထားဆိုတော့တန့်စင်ပွဲဖြစ်လာလိမ့်မလားပေါ့နော်အဲ့လိုရင်ခုန်နေပါတယ်ခင်ဗျာ 1 Friday by 1စင်မာညီမ Friday တွေကဘယ်သူပါဝင်လာနိုင်တယ်လဲအဲတန့်စင်ရဲ့ဘွယ်ဖြစ်လာလိမ့်မလားဆိုတာကိုပြည်သက်တွေကလည်းအမြင်လေးတွေပြောပြပေးခဲ့ပါအောင်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ